ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြိုင်မဲ့ပြည်သူ့ပါတီ PP ဝင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းကိုမဲဆွေရမှာ2021ຫນွေဥတော်လန်ရေးကြောင်းထည့်သွင်းပြောခဲ့တာကြောင့်အရေးယူသွားမယ်လို့စစ်ကော်မရှင်လောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကဆိုပါတယ်။အဆိုပါပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းမှာဥလွင်မြင့်ဖြစ်ပြီး၎င်းဟာနိုင်ငံရေးမျိုးဆက်30တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့ရွေးကောက်ပွဲအတွက်မဲဆွေဟောပြောရမှာလဲအဲ့ဒီကိစ္စတွေထည့်ပြောတာကြောင့် ဆင်လော်ဘီတွေကအေးအေးယူပေးဖို့တောင်းဆိုလာတာဖြစ်ပါတယ်။အဲဒီလိုနှုံးစော်တောင်းဆိုတာကြောင့် UEC ကနိုဝင်ဘာ16ရက်မှာဥလွင်မြင့်ကိုအကြောင်းအရာမှန်ကန်ရင်တရားစွဲအဖွဲ့အစည်းတွေကသက်ဆိုင်ရာဥပဒေနဲ့အေးအေးယူမှာဖြစ်ပြီး၎င်းတို့အနေနဲ့လည်းရွေးကောက်ပွဲဥပဒေနဲ့ဆက်လက်အေးအေးယူရမယ်လို့ဝါရဖြန့်မီဒီယာတွေကိုပြောကြားထားပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးဥလွင်မြင့်ကိုမေးမြန်းဖို့ ARD Time သတင်းဌာနကဆက်သွယ်နေစေဖြစ်ပြီး၎င်းနေနဲ့မဲဆွယ်ဟောပြောရာမှာ ိုင်ငံရေးမျိုးဆက်30တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်ကဖခင်ဖြစ်သူမှာအာဏာရှင်စနစ်ကိုတော်လှန်ခဲ့တဲ့ကိုကိုကျွန်းပြန်ဖြစ်တယ်လို့လည်းဆိုပါရယ်ခုကျွန်တော်ဆိုရင်လေပြည်သူပါတီကိုစားပြုတင်ကန်းညွန်းမြို့နယ်ပြည်သူလွတ်တော်ကိုစလေလောင်ဥလွင်မြင့်ဥလွင်မြင့်ဆိုတာလေနိုင်ငံရေးမျိုးဆက်30တိုင်တိုင်ကျွန်တော်တို့ဟာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ဥလွင်မြင့်ဖြစ်တယ်စစ်ကောင်မရှင်ဟာအာနာသိမ်းပြီးနောက်ဥလွင်မြင့်ရဲ့တားဖြစ်သူကိုတန်းထိုင်ဖို့ဖမ်းဆီးကာ ပုံမှန်905နဲ့ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လပိုင်းကပဲအသားဖြစ်သူပြန်လည်လွတ်မြောက်လာတာဖြစ်ပြီးအဲ့ဒီခြေနေတွေကိုထဲသွင်းပြောဆိုက၎င်းကိုယုံကြည်စွာမဲပေးဖို့ဥလွင်မြင့်ကထုတ်လွှင့်ပြောဆိုခဲ့ပါတယ်။ပြည်သူပါတီ PP ပါတီကိုရခိုင်၈၈ကျောင်းသားကောင်းဆောင်ဦးကိုကိုကြီးကဦးဆောင်ထားပြီးအာနာသိန်းစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးတိုင်းတာနဲ့ဝင်ပြိုင်မှာဖြစ်ပါတယ်။အဲ့ဒီတဲကတင်ငန်းကျုံမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကို ပထမဆုံးကျင်ရေးယူသွားဖို့ UEC ကထုတ်ဖော်ပြောဆိုလာတာလည်းဖြစ်ပါတယ်။အနာသိန်းစကောင်းဆောင်ကနေဆက်ဒေတာတွေမှာကျူးလွန်လှုပ်ရှားနေတဲ့ကြားဖြန့်ကွန်အွန်လိုင်းငွေလင်ကိုင်းတွေကိုအမြင့်ပြက်ချေမုံရှင်းလင်းသွားမယ်လို့မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ကိုတွားရောက်ပြီးလောက်ခံဌာနဆိုင်ရာမြို့မိမြို့ဖတွေနဲ့တွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ပါတယ်။အွန်လိုင်းအုံပြုလိမ့်လည်မှုအွန်လိုင်းစကမ်နဲ့အွန်လိုင်းလောင်းကစားမှုအွန်လိုင်းဂလမ်မင်ကျူးလွန်နေသူတွေမရှိစေရေး အလေးထားဆောင်ရွက်နေပြီး၎င်းတို့အခြေပြုဆောင်ရွက်နေတဲ့အခြေခံစာအုပ်တွေကိုပါဖယ်ရှားရှင်းလင်းနေတယ်လို့နိုဝင်ဘာ16ရက်တွေ့ဆုံမှုမှာ၎င်းကဆိုပါတယ်အဲ့ဒါမတိုင်မီကရင်ပြည်နယ်ကိုရောက်ရှိနေစဉ်ကလည်းအဲ့ဒီလိုပြောဆိုခဲ့ပြီးလက်ရှိမှာမြန်မာ ထိုင်းနယ်ဆက်ရှိမြောက်ရီမြို့သစ်စီမံကိန်းရွှေကုတ်ကမြို့သစ်စီမံကိန်းရထိုင်းမြို့သစ်စီမံကိန်းဒေါမေဥယျာဉ်စီမံကိန်းစတဲ့ကြားဖြန့်ဂိုင်းတွေကခေခေပတ်နေမြေတစ်ခုအယောင်ပြဖြိုချနေတယ်လို့လည်းသိရှိရပါတယ် စေကောင်းဆောင်ကတော့ကြားဖြန့်ကိုင်း KK ပတ်နေအောင်ကိုအမျိုးသားဧတာဝန်တရအနေနဲ့၎င်းတို့ပြည့်ပြည့်ရှင်းလင်းသွားမယ်လို့နိုဝင်ဘာ15ရက်မှာကရင်ပြည်နယ်ဖမ်းမြို့ရှိလောက်ခံဌာနဆိုင်ရာတွေရမီရဖရီနဲ့တွေ့ဆုံစဉ်မှာလဲရွေးကောက်ပွဲကိစ္စတွေနဲ့တူထည့်သွင်းပြောဆိုထားပါတယ်အဆိုပါကဘာကျော်ကြားဖြန့်ကိုင်းတွေကိုစစ်ကောင်မရှင်ပအဝင်ပတ်သက်မှုရှိတဲ့၎င်းတို့ရဲ့လောက်ခံကရင်နယ်ကြားဆောင်တက် BGF ကဥဆောင်ကတရုတ်နိုင်ငံကရာဇဝတ်ခိုင်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ အပြည့်ရထားတဲ့ကရင်လက်နက်ကိုင်ဖွဲ့ DKBA လဲဆက်နွယ်နေတယ်လို့သတင်းတွေရသိရှိရပါတယ်။အလားတူကြားဖြန့်ကိုင်ခေခေပတ်နေအောင်ကိုစစ်ကောင်မရှင်နေနဲ့ဝင်ရောက်ဖမ်းဆီးဖြိုချမှုတွေဟာစတားလင်သုံးမီငွေလိမ်ကိုင်းတွေပြန်ကြီးထွာလာမှုပေါ်တရုတ်ဆိုရပြင်အမေရိကန်ကွန်ဂရက်ကပါစုံစမ်းစစ်ဆေးသွားမယ်ဆိုတဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက်လှုပ်ဆောင်လာတာဖြစ်ပါတယ်။ဒါအပြင်ထိုင်းဆိုရကဖန်ဆီးထားတဲ့နိုင်ငံတကာရာဇဝတ်တရားခဏ်ရွှေကုတ်ကိုစီမံကိန်းကိုအကောင့်ထည့်ဖော်ခဲ့သူ ကြားဖြန့်ကောင်းဆောင်ရှင်ကြည်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမှုဟာလေစစ်ကောင်မရှင်အတွက်အကျဉ်းရိုက်စေတာကြောင့်ထိုင်းနိုင်ငံနဲ့ကင်းအမျိုးသားစီယုံ KNU တို့ကိုအပြစ်တင်လွှဲချနေပါတယ်။အလားတူကြားဖြန့်ကိုင်းနဲ့ပတ်သက်လို့ BGF ကောင်းဆောင်စောချစ်သူနဲ့တာဝန်ရှိသူတွေကို American Britain ဥရောပတမကတို့ကတန်ခတ်ပိတ်ဆို့ထားပြီး၎င်းတို့နဲ့အတူပါဝင်ပတ်သက်နေတဲ့ DKBA နဲ့ခေါင်းဆောင်လေးဦးကိုလည်းအမေရိကန်ကနိုဝင်ဘာ12ရက်မှာပိတ်ဆို့ရေးယူခဲ့ပါတယ် ။ဒါအပြင်တရုတ်အစိုးရဦးဆောင်ပြီးကြားဖြန့်ကိုင်းတွေပူရဲတိုက်ဖြတ်ရေးအရှိန်မြင့်တင်သွားဖို့အိနီနာချင်းဖြစ်တဲ့ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့နဲ့ယူနန်ပြည်နယ်ကုမင်းမြို့မှာခုရက်တွင်အစည်းအဝေးပြုလုပ်ခဲ့ပြီးသဘောတူညီမှုတွေရရှိထားတယ်လို့သိရပါတယ်ရှင်။တယ်လီကွန်လုပ်ငန်းရောင်းချမှုနဲ့ပတ်သက်လို့အခွန်ပြန်ဆောင်မှုထိုင်းတရားရုံးချုပ်ကအကျဉ်းချခံထားရတဲ့ ဝင်းကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝက်ကိုညွှန်ကြားခဲ့တယ်လို့သိရပါဗျ။၂006ခုနှစ်မှာတက်ဆင်ကိုအာခရိလိုက်စားမှုဆွဆွဲချက်တွေနဲ့စုံစမ်းစစ်ဆေးခံရပြီးသူ့ရဲ့ကုမ္ပဏီ Shin Crush အစုရှယ်ယာတွေကိုအခွန်တန်းရှောင်ပြီးရောင်းချခဲ့တယ်လို့ဆွဆွဲခံခဲ့ရပါဗျ။နောက်နှစ်မှာအာနာသိမ့်မှုတစ်ခုအတွင်းဝင်းကြီးချုပ်ယာရုကနေဖြုတ်ချခံရပြီးစေစုနှစ်တစ်ခုကျော်ပြည်ပကိုတန်းရှောင်ခဲ့ရပါဗျ။အသက်86နှစ်အရွယ်တက်ဆင်ဟောင်းဝင်းကြီးချုပ်ဖြစ်တာဝန်ထမ်းဆောင်ခြင်း အချင်းပြချဆောင်မှုနဲ့ဘန်ကောက်မြို့ရှိအကျဉ်းထောင်တစ်ခုမှာအကျဉ်းချနေပါရယ်အခွန်ဆောင်မှုအခွန်ဦးစီးဌာနရဲ့ညွှန်ကြားချက်ကိုလိုက်နာဖို့တက်စင်ကိုအမိန်ပေးပါရယ်လို့တရားရုံးချုပ်ကတင်းလာနေမှာပြောပါရယ်အခွန်နဲ့ဒဏ်ကျေးဖြစ်ဒေါ်လာတန်း940နဲ့ညီမျှတဲ့ဘတ်18.6ဘီလီယံပေးဆောင်မှုတရားရုံးချုပ်ကတက်စင်ကိုအမိန်ပေးခဲ့တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြခဲ့ပါရယ် ဒေါ်လာ1.9ဘီလီယံတန်ကြီးရှိတယ်လီကွန်ကုမ္ပဏီစုရှယ်ယာတွေရောင်းချမှုကိုအစိုးရအဖွဲ့အတွင်းတိုက်ခန့်တွေရှိခဲ့ပါတယ်။ရှင်နာဝထရမီသားစုဟာထိုင်းနိုင်ငံရေးမှာအရှိန်အဝါကြီးမားခဲ့ပြီးလူထုထောက်ခံမှုမြင့်မားကကွန်ဆာဗေးတစ်တွေကချိန်ချောက်မှုတစ်ခုဖြစ်ရှုမြင်ထားပါတယ်။ရှင်နာဝထရမီသားစုဟာဥပဒေပိုင်းဆိုင်ရာနဲ့နိုင်ငံရေးရထိုးနှက်မှုတွေရင်ဆိုင်ခဲ့ရပြီးတက်စင်ရဲ့တမိဖြစ်သူ ပေတောင်နန်းကို ကျင်းဝင်ပိုင်းဆိုင်ရာချိုးဖောက်မှုကြောင့်မကြသေးမီကယာရုကနေဖယ်ရှားခဲ့ပါတယ်။သူ့ကိုယာရုပြုတ်စေတဲ့ចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုဖြိုခွင်းမှုကြောင့်လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကြောင့်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ခါစီနာကိုတည်တံ့ချမှတ်လိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်ဆန္ဒပြပွဲတွေတွင်လူထောင်400တေဆုံးစေခဲ့တဲ့အင်အားသုံးဖြိုခွင်းမှုကြောင့်ရှိတ်ခါစီနာအပြည့်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICT ကမြက်ွယ်မှာစီရင်ချက်ချမှတ်ခံထားရတဲ့ Sheikh Hasina ဟာ2024ခုနှစ်မှာယာရုဖယ်ရှားခံရပြီးနောက်အိန္ဒိယမှာခိုလုံခဲ့ပါတယ်။ဆန္ဒပြပွဲတွေတွင်လူပေါင်းများနဲ့ချီတေဆုံးတာဟာ Sheikh Hasina ရဲ့လက်ချက်ကြောင့်လို့အစိုးရရှေ့နေတွေကဆွဆွဲခဲ့ပြီး၎င်းကဆွဲချက်အလုံးကိုညှင်းဆန်ခဲ့ပါတယ်။ Sheikh Hasina ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကို15နှစ်ကြာအောင်အုပ်ချုပ်ခဲ့ပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဦးဆောင်ခဲ့ပေမဲ့ အတိုင်းခံတွေကိုဖိနှိပ်တယ်လို့ဆွဆွဲခံခဲ့ရပါတယ်။လူမှုဆန္ဒပြပွဲတွေကြောင့်ရှိတ်ဟာစီနာဟာပြည်ပကို ထွက်ပြေးခဲ့ရပြီးနိုဘယ်ငြိမ်းချမ်းရေးဆုရှင်မိုဟာမက်ယူနုစ်ကကြားပြတ်အစိုးရတရက်ဖွဲ့စည်းခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ကြားပြတ်အစိုးရကရှိတ်ဟာစီနာကိုတည်တံပေးတဲ့အဆိုပါပြစ်ဒဏ်ကိုတမိုင်းဝင်လုပ်ရက်ဖြစ်ခေါ်ဆိုခဲ့ပါတယ်။ရှိတ်ဟာစီနာမှာနိုင်ငံတော်သစ္စာဖောက်မှုတပ်ဖြတ်ဖို့အမိန်ပေးမှုနဲ့ဆန္ဒပြပွဲတွေတွင်အကြမ်းဖက်မှုတွေကိုဟန်တားဖို့ပြက်ကွက်မှု အစရှိတဲ့ဆွဲချက်သုံးခုမှာပြည့်ရှိကြောင်းတွေးရှိခဲ့ပါတယ်